အင်္ဂါနေ့ကကန်ချနဘူရီပြည်နယ်နယ်စပ်အနီးပြန်တန်းလာတဲ့မြန်မာစစ်တပ်ရဲ့ဂျက်တိုက်လေယာဉ်တစ်စင်းဟာထိုင်းလေပိုင်းနဲ့ထဲမဝင်ရောက်ခဲ့ဘူးလို့ဒုဝန်ကြီးချုပ်နဲ့ကာကွယ်ရေးဝန်ကြီးဝီချာရာချိုင်းကအတည်ပြုလိုက်ပါတယ်။မြန်မာဂျက်တိုက်လေယာဉ်ဟာနယ်စပ်နဲ့ကန့်လျက်တာပြန်တန်းခဲ့တာလို့၎င်းကဗုဒ္ဓဦးနေမှာပြောကြားခဲ့ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်ကြားဒရုန်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့အပြန်အလှန်ဆွဆွဲမှုတွေကြောင့်အိန္ဒိချင်းနှစ်နိုင်ငံကြား စီရင်ပြိပခတွေဖြစ်လာမှာကိုစိုးရိမ်မှုတွေဖြစ်လာစေပါတယ်။အိန္ဒိယစစ်တပ်ဟာဗိုလ်ရုံးနေညာပိုင်းနဲ့ကြာတာပရိနေကပါကစ္စတန်နိုင်ငံမှာဒရုန်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ပါကစ္စတန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူတူကပြောပါရယ်တရုတ်စစ်သင်္ဘောတွေဟာတောင်တရုတ်ပင်လယ်အငင်းပွားရေပိုင်နဲ့အတွင်းရန်လိုတဲ့အပြုမှုတွေလုပ်ဆောင်ခဲ့တယ်လို့ဖိလစ်ပိုင်နိုင်ငံကပြောကြားခဲ့ပြီးတရုတ်ကအဲ့ဒီပြောဆိုချက်ကိုပယ်ချလိုက်ပါရယ် ဒီသတင်းပတ်အစောပိုင်းမှာ Scarborough တောင်စွဲအနီးဖိလစ်ပိုင်ကင်းလက်လေရင်တစ်စင်းကတရုတ် free gate နှစင်းနဲ့ထိတ်တိုက်တွေ့ဆုံခဲ့တယ်လို့ဖိလစ်ပိုင်စစ်တပ်ကပြောပါတယ်တရုတ်စစ်တပ်တင်မောတစ်စင်းကဖိလစ်ပိုင်ကင်းလက်လေရင်နဲ့မောင်းနှင်ပြီးအခြားတစ်စင်းကလမ်းကြောင်းရှိကဖျက်ဆီးမောင်းနှင်ခဲ့တာကိုဖိလစ်ပိုင်စစ်တပ်ရဲ့ရုပ်သံဖိုင်ကပြခဲ့ပါတယ်